မြမရွှေဈေးဒီနေ့ညနေမှာထပ်ပြီးတော့ကြပါတယ်မြမငွေဈေးလည်းထပ်ပြီးတော့ကြပါတယ်အားလုံးမင်္ဂလာပါစိတ်အချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က29ရက်နေ့ဆယ်လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ကတိုင်းဆန်တော်ချိန်ညနေ9:00ထိုးနေပါပြီမြမရွှေက15ပဲရေတကြတာကို82တောင်း 16ဘီရီကြတာကိုဆိုင်ကရောင်းနေသေးက85ဒိ2တောင်းဆိုင်ကလက်ခံနေသေးက84ဒိ2တောင်းစနစ်သက်မီလင်းရွှေတကြတာကို83ဒိ8တောင်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေစည်းတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနဲ့ငွေကွာချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေသေးက485ကျပ် ။ဆိုင်ကလက်ခံတဲ့ဈေးက3985ချက်၊ယူရိုငွေတရူကိုမြန်မာကျပ်ငွေ4850၊စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3145ချက်၊ဆိုင်ကလက်ခံတဲ့ဈေးက3080တေယုံငွေတွေကိုမြန်မာကျပ်ငွေ984ချက်။ဩစတြေးလျငွေတွေကိုမြန်မာကျပ်ငွေ2668ချက် ထိုင်းမန်မြန်မာချက်ငွေစင်းလုံးတွေကပက်ပေးချက်ယူသမားတွေကဘတ်ငွေ120ကိုမြန်မာချက်ငွေတသိန်းချက်ပေးပဲယူသမားတွေကချက်တသိန်းကိုဘတ်ငွေ100မလင်းငွေ105.2ကိုမြန်မာချက်ငွေတသိန်းဂျပန်ငွေ3844.6ခွင်ကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ3958.12ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ2155.1ခွင်ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်စီးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ ဈေးနှုန်းလေးငယ်กว่าချားမှုလည်းရှိနိုင်ပါတယ်မိမိတို့နေငွေလွှဲတော်မယ်ငွေလဲလဲလုပ်တော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ပုံဆက်ပြီးမှာပဲငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကချန်ပြူရှင်ပါတယ်လက်ရှိမှာတော့မြမရွှေသေးကလည်းအကြစင်းနဲ့ရှိနေသလိုကဘာရွှေတအောင်စားဒေါ်လာ4038ထိကိုထိုးချနေတာဖြစ်ပါတယ်မြမရွှေစင်းငွေစည်းတွေကိုမြန်တမ်းတင်ပေးပါတယ်မြမရွှေစင်းငွေစည်းတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံပြီးအန်ရဲကင်းလို့ပေးရှင်နိုင်ကြပါစေ